ဘာရောက်တော့မကြည့်ခိုင်းလဲဘာကြောင့်ဟိုလူတွေကိုမကြည့်ခိုင်းရဲတယ်လဲသူရွေးချယ်ထားခဲ့တဲ့လူတွေဟာတောင်းတောင်းမီတီမဟုတ်ခဲ့ဘူးအပွင့်လင်းလုံးပြောရမကောင်းတဲ့လူဟုတ်ပြီမကောင်းတဲ့လူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာအချိန်ပေါင်းများစွာအစိုးရအဖွဲ့အစည်းတကုတ်အဖွဲ့အစည်းခဲ့လို့ကအချိန်ပေါင်းများစွာလူကောင်းတွေအကြောင်းသူမစင်သားခင်တို့အနာမီမရွေးကောက်ပွဲမီမ လက်သက်ရံဇတော်ခေါ်ပြီး NLD ဆိုတဲ့ပါတီရဲ့ဆိုင်းဘုတ်အောက်သူ့ရဲ့ဗျိတ်အောက်ကိုခေါ်ထက်ခဲ့တာသူလက်ညွန့်ညွန့်ရခေါင်းငိမ့်မဲ့လူတွေကိုခေါ်ထက်ခဲ့နေတော့ဒီလူမှဒီလူရေချင်ရေချင်နေရှိပါလေဒီလူကတော့ဒီနေရာမှာဘယ်လိုဆွမ်းကတ်တယ်မှလွတ်ပါလိမ့်မယ်ဒီလူကတော့ဘာတွေကောင်းပါလဲဘယ်လိုအားသာချက်တွေရှိပါလဲဆိုတာသူမပြောနိုင်ဘူးမပြောနိုင်ရတဲ့ဘာပြောခဲ့တယ်လဲဆိုရင်လူကိုမကြည့်ပါရင်ပါတီကိုကြည့်ပါလား ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ပြည်သူတွေရဲ့နိုင်ငံရေးရည်ကြင်ကလည်းနှိမ့်နေတော့သူစကားကိုနားထောင်ပြီးကိုယ်စလေလောင်းနေကိုမကြည့်ကြလိုက်သူ့ကိုပဲကြည့်ပြီးမဲပေးခင်တော့အဲ့ဒီမှာအစွမ်းအစမရှိတဲ့ကိုယ်စလေလောင်းနေထုတ်တယ်ရောက်လာတယ်အစိုးရအွယ်တွေရောက်လာတယ်တစ်ချိန်မှာအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမင်းအုပ်စုပြောပြလာတဲ့ရုပ်တံနဲ့အတူညောင်ဦးတွင်나ရေးအိမ်ကိုစစ်တပ်ကဝန်ရောက်စီးနှင်ပြီးအတူပလာသည့်လူငယ်20ဦးကိုဖမ်းဆီးခံရသည့်ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကဂွေးချောင်းရွာကိုဝန်ရောက်ပေါ်လာဆွဲဖမ်းဆီးစဉ်ထွက်ပြေးသည့်လူငယ်များကိုပြစ်ခတ်ခြင်းကြောင့်လူငယ်တအူးကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် မလ30ရက်နေ့တွင်အုပ်ဖူမျိုးနယ်ဂွေးချောင်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်လူငယ်များကိုပေါ်လာဆွဲဖမ်းဆီးစဉ်ထွက်ပြေးသူများကိုတနက်ဖြန်လိုက်လံပစ်ခတ်ခြင်းကြောင့်လူငယ်တအူးကြီထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်မန္တလေးတိုင်းညောင်ဦးမြို့နယ်ငါမင်းမေးရွာရှိနိုင်အိမ်ကို အကျန်းဖတ်စစ်တပ်ကဝင်ရောက်စီးနင်းပြီးကြေးရွာနေလူငယ်20ဦးကိုပေါ်လာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်မက်လာ30ရက်နေ့တွင်မြောက်ဦးမြို့နယ်ငါမင်းမေးရွာနာရီအိမ်ကိုအကျန်းဖတ်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းပြီးကြေးရွာနေလူငယ်20ဦးကိုပေါ်လာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထို့တို့ပေါ်တာဆွဲဖန်းစည်းခံရသောလူငယ်များကိုအကြမ်းဖက်စစ်သားကပြင်းတို့ပလာသောကားဖြင့်တင်ဆောင်ရန်လူပြည့်နေ၍ခြေရွာတွင် ပြည်သူပိုင်ကားတစ်စီးကိုပါယူဆောင်သွားကြောင်းသိရသည်ခိုးရပန်းကဒေါ်ဆန်းစစ်ကြီးကောက်ကြောင်းတို့နာမည်ပေးထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တင်ရပါတယ်အဲ့ဒီဗီဒီယိုဖိုင်လေးတင်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုအရေးပုံပါတဲ့သူတွေတော်များများကျွန်တော်တွေ့ရပါတယ်နေရေးလုပ်ရဆိုတာ အရေးကုန်ပါလို့မရအရေးထူရပါရဲ့ခန္ဓာကြီးရှိဖို့လိုအပ်ပါတယ်ကျွန်တော်အတိုင်းဒီမှာနိုင်ငံရေးလုပ်တယ်ဆိုတာတယောက်ကိုတယောက်ဆေးတာမချိနဲ့တဲ့အဖွဲ့အစည်းပေါ်အပြစ်ပြောတာစစ်တပ်ပေါ်ပြစ်တင်ရှုံချတာပေါ့နိုင်ငံရေးလုပ်ပဲလို့ထင်နေကြပါလေအကယ်တော့နိုင်ငံရေးဆိုတာဆေးလာလေးကအမုန်းနေမှာပါအထူးသဖြင့်တတ်တိုင်းဖြစ်တာမပါဘူးနိုင်ငံရေးလုပ်နေဆိုရင် စာပတ်ဖို့လိုပါတယ်။တမိုင်းကိုပြေဖို့မဖြစ်မနေလိုအပ်။စာမဖတ်တာလို့ဆိုရင်တမိုင်းလေးအတိမ်ဆိုရင်နိုင်ငံရေးစကားပြောလို့ရ။နိုင်ငံရေးလို့မရ။နောက်တစ်ခါနိုင်ငံရေးလုံးလေးသူတွေနိုင်ငံရေးကိုစိတ်ဝင်စားကြတဲ့သူတွေအနေနဲ့အရေးကုန်သူဖို့မဖြစ်မနေပြောရမှာ။ဦးနေဝင်းကိုနှစ်ပေါင်းများစွာအပြပြောခဲ့ရပါတယ်ဆဲမရ။ဦးတန်းရွှေကိုနှစ်ပေါင်းများစွာ အပြစ်ပြောခဲ့ကြပါတယ်ဆဲခဲ့ကြပါတယ်။ဘုံယုံကြီးမင်းအောင်လိုင်ကို၃နှစ်၄နှစ်အတွင်းမှာဆဲခဲ့ကြပါတယ်အပြစ်ပြောခဲ့ကြပါတယ်။ကျွန်တော်နှိုင်းနေတဲ့ဒေါ်ဆန်းစုကြည်ကောက်ကြောဆိုတဲ့ဗီဒီယိုဖိုင်လေးမှာဒေါ်ဆန်းစုကြည်ကိုကျွန်တော်တခွန်းမှမဆဲခဲ့ဘူး။သူနဲ့ပတ်သက်ပြီးကျွန်တော်လင့်လာသိရှိထားတာလေးတွေကိုသာအချင်းနဲ့နဲ့ကျွန်တော်ပြောပြခဲ့နေဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့စကားကြီးတွေမှာမှားလာကြရင် ကျွန်တော်ကိုပြန်နေပြီးတော့ဝေဖန်လို့ရပါတယ်ဆွေးနွေးလို့ရကျွန်တော်တို့နိုင်ငံကြီးဥတီလျှောက်လန်းနေတယ်ဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ချင်လို့ဒီမိုကရေစီထွန်းကားတဲ့ရည်တည်ကြကိုပြန်ရောက်ရှင်လို့ကျွန်တော်တို့ဒီအားလုံးစူးစမ်းတည်ဆောက်မယ့်ဒီမိုကရေစီနိုင်ငံကိုပြန်ရောက်ဖို့ဆိုရင်နိုင်ငံကြီးနီးလန်းနေပဲပြန်သွားမှရောက်တိုက်ဝေးဒီကနေ့တိုင်းတန်တန်ဖြစ်တာလေးနေပြန်သွားလို့မရောက်ကျွန်တော်စကားတစ်ခုကိုအလေးနဲ့ ပြောကြပါလေဒွန်ဆဲစုကြည်ကောက်ကြောင်းတို့ငံမဲ့ပေးထားတဲ့ဗီဒီယိုဖိုင်လေးကိုလွှင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့မဖတ်ရတော့တချို့ကပြောတယ်ကျွန်တော်ရဲ့တန်နေစိုးရရဲ့ကျွန်တော်တို့ကြီးစံတုံးတော့ကျွန်တော်အိမ်ကိုပို့ပေးလိုက်တယ်ဒီနေ့ဒီချိန်ကြီးကျွန်တော်အိမ်ကိုအဲ့ဒီကြီးစံမရောက်မလားကြီးစံတကောင်လေးရောက်မလားကြီးစံတုံးတော့မရောက်မလားကျွန်တော်ပြောရင်လားကြီးစံပို့မယ်ဆိုရင်တုံးတော့တော့မပို့ပါဘူးဖားလိုက်ပို့ပေးပါ ဒါမှတော့တဲ့ကြည်စံ၃တော့လောက်ပါလို့အသုံးမတည့်ဘူးနောက်ချက်နိုင်ငံရေးခေါင်းဆောင်ကိုဝေဖန်လို့တတ်မယ်တတ်မယ်လို့ချင်းချောက်တယ်ဆိုတာပါနိုင်ငံရေးလို့ဟုတ်ပါအကြံဖက်သမားတွေလောက်ရအကြံဖက်တယ်လောက်ရကျွန်တော်ပြောထားတဲ့အထင်းမှာဒုံဆန်းစုကြီးကောက်ကြောင်းထဲမှာဖမနေတဲ့အချက်ပါရင်ကျွန်တော်အချင်းမရွေးပြန်ပြီးတုတ်ရင်ဖြစ်ရှင်းလို့ရပါတယ်ဒုံဆန်းစုကြီးကောက်ကြောင်းလေးကိုကျွန်တော်အနည်းငယ်ထပ်ပြီးတော့တုတ်ကြည့်ပြပါဦးခင်ဗျာ ဒွန်ဆန်းစုကြည်ကမြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေကိုပဲထုံးကားမှမကြည့်ခဲ့ဘူးမြန်မာနိုင်ငံကြီးကောင်းစားဖို့ကိုလည်းသူစိတ်ကူးထဲမှာပဲထုံးကားမှမတွေ့တော့ရဘူးကျွန်တော်ဥပမာလေးတစ်ခုပေးပါမယ်တိရှိနေသူဟာဘောလုံးပဲပို့အင်မတန်ဝါသနာပါတဲ့သူကိုယ်ပိုင်ဘောလုံးသင်သင်တီထောင်ခြင်းနဲ့သူဆိုပါဦးဗျာခမယောနေရင်ထဲမှာစိတ်နှစ်လောက်တယောက်နဲ့နေခွင့်ပေးထားမယ် လွတ်လွတ်လပ်လပ်ဖုန်းကြိုးကနေရမယ်အပြင်နဲ့လွတ်လွတ်လပ်လပ်ဆက်သွယ်ခွင့်နဲ့ရမယ်ဆိုရင်ခမရဘောလုံးအတင်းတစ်ပင်းကိုလည်းတီထောင်ခြင်းနဲ့ဆိုရင်ခမရအဲ့ဒီအချိန်မှာလွတ်မရတာတခုပါပဲငါကဘောလုံးအတင်းထောင်ခွင့်ရခဲ့ရင်ဘယ်သူ့ကိုတော့ဘယ်နေရာမှာကစားခိုင်းမယ်ဘယ်သူ့ကိုတော့ဘယ်နေရာမှာထားမယ်ဘယ်သူ့ကိုတော့အရန်ခုံမှာထိုင်ခိုင်းတာဘယ်ကောင်လေးကတော့ခြေစွန်းခြေစားရှိတဲ့အတွက်ဘယ်နေရာမှာကစားနိုင်ဘယ်သူ့စီမှာတော့ငါအပ်လိုက်ရဲ့အဲ့လိုမျိုးအသွေးတွေနဲ့စစ်ကူးတွေမှာ အချိန်ပေါင်းများစွာဘုံလုံးတည်းဤတည်းတိဆောက်နေရတာတိဆောက်ဖို့ရပြီစစ်သွားလိုက်ကိုပါတဲ့အချိန်ကိုရောက်ပြီဆိုတာ ਨੇ ဘသူတို့လာခဲ့ဘသူတို့လာခဲ့ဘသူကတော့ဘယ်နေရာမှာကစားရမယ်ဘသူကတော့ဘယ်နေရာမှာရှိရဘသူကတော့ဘသူကိုသွားခေါ်ဆိုတဲ့ဆုံးဖြတ်ချက်တည်းနဲ့အချိန်တော်အတွင်းမှာဘောလုံးအတင်းတင်းဖြစ်အောင်တိဆောက်နိုင်ရမှာဘောလုံးကတကယ်ချစ်တယ်ဆိုရင်ဘောလုံးအတင်းကောင်းတကောင်းကတကယ်လိုချင်တယ်ဆိုရင်ဖြစ်ပေါင်းများစွာအချိန်ပြရနေတဲ့လူတယောက်နှစ်ပေါင်းများစွာ အချိန်နေပို့နေတဲ့ဒေါ်အောင်ဆန်းစုတီဟာစိတ်မင်းမှာသူ့ရဲ့အိမ်မက်တွေထဲမှာအစိုးရအခွဲကြီးသူ့အားကိုယုံကြည်ရမယ်အဖွဲ့အစည်းကြီးတစ်ခုအချိန်ပေါင်းများစွာများစွာစိတ်ဦးနဲ့တိဆောက်ပေးတာဖြစ်နေရမှာသို့တော့တိုင်းပြည်ကိုမချစ်တဲ့လူတယောက်တိုင်းပြည်နဲ့လူမျိုးเจ้าကိုမတွေးတဲ့လူတယောက်ဖြစ်နေရတော့ကသူနိုင်ငံရေးလမ်းကြောင်းကိုရှောက်ပြီးရွေးကောက်ဖွဲ့ဝင်ပြီဆိုတဲ့အချိန်မှာ သူ့ပါဇက်ကကြောင်းခဲ့တဲ့ဇာတ်ကတခွန်းပဲရှိပါတယ်။လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါ။ကျွန်တော်တို့တွေတန်းကြီးကိုတိဆောက်တဲ့နေရာမှာပါတီဆိုင်ကုတ်ကြီးနဲ့တိဆောက်လို့မရဘူး။အဲ့ဒီပါတီထဲမှာပါဝင်ဖွဲ့စည်းထားတဲ့လူတွေနဲ့ပါတီကိုကောင်းအောင်လုပ်ရမယ်။ပါတီကောင်းအောင်တန်းကြီးကောင်းအောင်လုပ်လို့ရမယ်။သို့တော့ဒေါ်စန်းစုကြည်ပြောခဲ့တဲ့ဇာတ်ကလူကိုမကြည့်ပါနဲ့။ပါတီကိုပဲကြည့်ပါ။ပါတီကိုကြည့်ပါဆိုတာသူ့မျက်နှာကိုကြည့်ခိုင်းတာ။လူကိုဘာရောက်သူမကြည့်ခိုင်းလဲ။ ဘာကြောင့်ကိုလူတွေကိုမကြည့်ဆိုင်ရဲတယ်သူရွေးချယ်ထားခဲ့တဲ့လူတွေဟာတောင်းတောင်းနေတယ်မဟုတ်ခဲ့တယ်အပွက်လင်းလုံးပြောရရင်မကောင်းတဲ့လူဟုတ်ပြီမကောင်းတဲ့လူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်ဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာအချိန်ပေါင်းများစွာအစိုးရအဖွဲ့အစည်းတကုတ်အဖွဲ့အစည်းခဲ့လို့ကအချိန်ပေါင်းများစွာလူကောင်းတွေအကြောင်းသူမစင်သားခင်လို့အနာမီမရွေးကောက်ပွဲမီမလက်သက်ရံဇတော်ခေါ်ပြီး NLD ဆိုတဲ့ပါတီရဲ့ဆိုင်းဘုတ်အောက်သူ့ရဲ့ဗီဂျီအောက်ကိုခေါ်ထက်ခဲ့တာ သူလက်ညှိုးညွန်ညာခေါင်းငိမ့်မဲ့လူတွေကိုခေါ်ထည့်ခဲ့လေတော့ဒီလူမှဒီလူရေချင်းရေချင်းနေရှိပါလေဒီလူကတော့ဒီနေရာမှာဘယ်လိုဆုံးရတယ်မှလုပ်ပါလိမ့်မယ်ဒီလူကတော့ဘာတွေခေါင်းပါလေဘယ်လိုအာသာချင်းနေရှိပါလိမ့်ဆိုတာသူမပြောနိုင်ဘူးမပြောနိုင်တဲ့ဘာပြောခဲ့တယ်လဲဆိုရင်လူကိုမကြည့်ပါရင်ပါတီကိုကြည့်ပါလားကျွန်တော်တို့တိုင်းမှာရှိတဲ့ပြည်သူတွေရဲ့နိုင်ငံရေးရည်ကြိမ်ကလည်းနှိမ့်နေတော့သူ့စကားကိုနားထောင်ပြီးကိုယ်စလဲလောင်းနေကိုမကြည့်ကြလိုက်သူ့ကိုပဲကြည့်ပြီးမဲပေးခင်တော့အဲ့ဒီမှာအစွမ်းအစမရှိတဲ့ကိုယ်စလဲလောင်းနေ လှုပ်တယ်ရောက်လာတယ်အစိုးရအဖွဲ့နဲ့ရောက်လာတယ်အချိန်မှာတိုင်းပြည်အတွက်မလိုအပ်တဲ့ဥပဒေတွေပြန်ခတ်နေလိုအပ်တဲ့ဥပဒေတွေပြန်ဖြစ်နေဒီလိုချင်းဒီမျိုးနဲ့ပဲ NLD အစိုးရငါးနှစ်ကတက်တန်းကုန်ဆုံးသွားခဲ့အဲ့ဒီတော့ဒီဗီဒီယိုဖိုင်လေးကိုညီတော်ချိုးရမယ်ဆိုရင်ဒေါ်စန်းစုကြည်ပြောခဲ့တယ်လူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါဆိုရင်စကားဟာအင်းနဲ့လူမျိုးကမှသူဘလောက်အားထည့်ထားတယ်လဲမြန်မာနိုင်ငံရေးခီးလမ်းချောင်းအပေါ်မှာသူဘလောက်စိတ်ဝင်စားတယ်လဲ မြန်မာနိုင်ငံသားတွေအပေါ်မှာသူဘယ်တော့အထိစိတ်ဝင်စားခဲ့တယ်လဲဒါကိုညင်းညွန်းနေတာသူလူကောင်းကြီးရွေးချယ်ရမှာမသိခဲ့ပါစိတ်ကူးလဲမှာအစိုးရတစ်တည်းရဲ့အချင်းကြီးမဖွဲ့စည်းထားရတာဒါကြောင့်